ပြန်ရှင်းပြခတ်တဲ့ကင်မရာမတ်တန်းကထိုးစမ်းဖြစ်ရမြောင်းစမ်းကြည့်ပြီးမဖြေရှင်းနိုင်သေးတဲ့လောက်ဆန်းကြည့်မှုတွေဟာစုံစမ်းစစ်ဆေးသူတွေကိုအခုထိ၆လက်နေတော့ပါပဲထိုးစမ်းစွာပြောက်ွယ်သွားမှုတွေကနေကင်မရာမတ်တန်းတင်ပေးခဲ့တဲ့ကြောင်းမက်ဖွယ်ဟာမှုကင်းနေသည့်ဒီမှုတွေအောင်မဖြေရှင်းနိုင်သေးတဲ့မေကုံးပေါင်းများစွာကိုခြံထားရခဲ့တာပါလေစိကနေထိတဲ့အကြားထွက်ပြေးပြီးပြောက်ွယ်သွားခဲ့သူဘာတွေဖြစ်သွားခဲ့တာလဲလုံချုံရေးကင်မရာမှာကားတားစီးဝစ်စုံနဲ့ဖမ်းမိခဲ့တဲ့သူရဲ့အသက်ကိုဘယ်သူကဆုံးရှုံးအောင်လုပ်ခဲ့တာလဲ ထိုးဆန်တဲ့ကာမတော်စာမှုတစ်ခုဖြစ်ပြီးနောက်ပျောက်ကုဆုံးသွားခဲ့တဲ့တူနာပြုတ်ចောင်းသူကာရောက်ဘဲရောက်နေတာလေဒါရီယာစိတ်ကိုချောင်းလန့်စင်ပြီးမဖြေရှင်းနိုင်သေးတဲ့အမှုတွေတဲကတချို့များလာဖြစ်ပါရင်ဒီရှင်းထဲမှာပါတဲ့စိတ်ဝင်စားစရာအမှု10ခုကိုဆက်ပြီးကြည့်လိုက်ရအောင်ပါမော်ရာမိုရင်းပျောက်ဆုံးမှု2009ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာ22နှစ်အရွယ်တူနာပြုတ်ចောင်းသူမော်ရာမိုရင်းဟာနယူးဟန်ရှိုင်းယားကဝေးလံတဲ့လမ်းမအပေါ်မှာသူကားတိုက်မှုဖြစ်ခဲ့ပြီးတဲ့နောက်ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားခဲ့တာပါ ဒီနောက်မှာဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကတော့စုံစမ်းစစ်ဆေးသူတွေကိုအခုထိထိတ်လန့်စီတော့ပါပဲ။ကာမရတစာမဖြစ်ခင်လေးမှာမိုရင်းဟာအေဒီယန်ကနေပတ်စံထုတ်ခဲ့ပြီးအရက်ဝယ်ခဲ့ကသူ့ချစ်သူစီမကြခင်ပြန်ဆက်သွယ်မယ်လို့လှုပ်ဝက်ဆန်းကျတဲ့အီးမေးလ်ဆောင်ပို့ခဲ့တာပါ။အေဒီယန်ဗီဒီယိုမတန်းဟာသူ့ကိုနောက်ဆုံးမြင်တွေ့ခဲ့ရတယ်လို့သိရတဲ့အချိန်ဖြစ်ပါရင်နိုင်အနေငယ်ကြာကားတိုင်းမှုဖြစ်ပြီးနောက်အိမ်လန်းကဖြတ်သွားတဲ့ဘတ်ကားဒရိုင်ဘာတယောက်ကသူ့ကိုကားပြင်ဘက်မှာတွေးခင်းရပေမဲ့သူမကအကူအညီကိုငင်းဆန်ခဲ့ပြီးအရေးပေါ်ကိုခေါ်ထားတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီလိုခေါ်ဆိုမှုမှတ်တမ်းတွေမရှိခဲ့ပါဘူး။ ရဲတွေရောက်လာတဲ့အချိန်မှာတော့မိုရီတယောက်ပျောက်ဆုံးနေခဲ့ပါပြီ။ကားကိုတွက်ခတ်ထားတာတွေ့ရပြီးသူ့ပစ္စည်းတွေကတော့အတွင်းထဲမှာပြန်ကျဲနေပေမဲ့သူ့ပဲရောက်သွားတယ်။ဘာကြောင့်လဲဆိုတဲ့လက္ခဏာတစ်ခုမှမရှိခဲ့ပါဘူး။သူ့ရဲ့ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ယူဆချက်တွေကတော့စံနှယလေးအောင်ပျောက်ကွယ်သွားတာကနေပြန်ပြီးဆွဲခံရတာအထိအမျိုးမျိုးရှိပြီးတချို့ကတော့သူ့ကိုပြစ်မှတ်ထားတိုက်ခိုက်တာဖြစ်နိုင်တယ်လို့တော့အကြံပြုထားကြပါတယ်။ဒီမှုကတော့ online ပေါ်မှာလည်းကြီးလာပြီးလူတို့ရဲ့အာရုံစိုက်မှုကိုလည်းခံခဲ့ရတာပါ။ဒါပေမဲ့လည်းသူအကြောင်းကအစနာလုံးဝပျောက်သွားပြီးဘယ်သူမှမရှင်းနိုင်တဲ့ဘေးအနီးတစ်ခုဖြင့်ကျန်နေခဲ့ရပါတယ်။ Elizabeth Librasa အမှု ံပါတ်6နေရာမှာတော့ Elizabeth Liberaza ရဲ့ဇလန်းကရှိနေပါတယ်2019ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှာ Elizabeth ရောက် Houston မြို့ကသူ့အိမ်ကားလမ်းတင်းမှာပင်ခြေကွဲပွင့်ရာအသက်ဆုံးရှုံးခဲ့ရတာပါ၂၉နှစ်ရွယ်သူမဟာကားကိုယ်တော်အယောင်ပွဲအတွက်ပြင်ဆင်နေတော့မတင်ကားဆရာလူတယောက်ကချင်းကပ်လာပြီးတနက်လေးချက်ပြစ်ခတ်ခဲ့ပါတယ်။ဒီထိုင်းလန်ဆရာအခိုက်အတန့်ကိုအင်းနီချင်းရဲ့လုံခြုံရေးကင်မရာမှာဖမ်းယူမိခဲ့ပေမဲ့ဒီလူသမားကိုဘယ်သူဘဝမှန်းဖော်ထုတ်လို့မရသေးပါဘူး။ဗီဒီယိုမှတ်တမ်းမှာတော့အရေးလိုလူတယောက်ကိုသာမြင်ရပြီးသူကအမျိုးသားလားအမျိုးသမီးလားဆိုတာတော့ခွဲခြားလို့မရတဲ့အောင်ဝါနေခဲ့တာပါ။ ပေါ်ပြီးထူးဆန်းတာကဒီမတင်ကားသူဟာစပင်တူဖနက်ပိုးရှင်နဲ့အန်ကြီးအရှိကြီးဝှက်ထားပြီးရုပ်ဖြတ်ထားတာဖြစ်နိုင်တယ်ဆိုတာပါပဲအခင်းမဖြစ်ခင်ကတည်းကအနက်ရောင် Nissan Truck ကားတစ်စီးဟာဒီရက်ကွက်အနေမှာပတ်သွားနေတာကိုမြင်တွေ့ခဲ့ရပြီးစုံစမ်းစစ်ဆေးသူတွေကတော့ကားမောင်းသူဟာ Elispec ရဲ့ခင်မောင်းအလုပ်သွားဖို့ထွက်ခွာသွားတာကိုစောင့်ကြည့်နေခဲ့တယ်လို့ယုံကြည်ထားကြပါတယ်သူထွက်သွားပြီးတာနဲ့ Truck ကားဟာအနီးနားမှာရန်နာခဲ့ပြီးဒီလိုကိစ္စတွေဖြစ်ခဲ့ရတာပါဒီကိစ္စမှာမတင်ကားသူတွေဖြစ်တဲ့ခင်မောင်းတဲ့အပါအဝင်တခြားသူတွေကိုစစ်ဆေးကြည့်တော့လည်းအလီပိုင်းကောင်းကောင်းပြနိုင်ခဲ့ကြပါတယ် ဲဒါကြောင့်ရဲတွေကဘသူ့ကိုမှအရေးမနိုင်ခဲ့ပဲဒီနေ့အထိမဖြေရှင်းနိုင်ခဲ့တဲ့မှုကင်းဖြစ်စဉ်တစ်ခုဖြင့်ကြန့်ရှိနေကြတာပါ last main tank ပြောင်းဆောင်မှု2014ခုနှစ်မှာဘူဂရီးယားကိုရောက်ခဲ့တဲ့ဂျာမန်ခေးသွားလာမင်းတန်ရဲ့အဖြစ်အောင်ကင်မရာမှာမှတ်တမ်းတင်ပေးခဲ့တဲ့အရှုပ်ထွေးဆုံးပျောက်ကွယ်မှုတွေကထိတ်ဆုံးကားတစ်ခုဖြစ်ခဲ့တာပါဒေသခံတို့ချို့နဲ့ရန်ဖြစ်ခဲ့တာကလည်းနားစီပေါက်ပြဲသွားတာကြောင့်လာဆာသူတငယ်ချင်းနဲ့အိမ်ပြန်သွားတဲ့အခါမှာနောက်ကကြံခဲ့ရပါတယ်ဒါပေမဲ့လေစိမ်းမှာနှိမ့်ပတ်သွားလာနေတဲ့အချိန်မှာထူးဆန်းတဲ့အပြုအမူတွေလုပ်လာခဲ့ပါတယ် အဲ့ဒါကတော့ပစ္စည်းတွေကိုထားခဲ့ပြီးလေစိတ်ထဲကနေ draw တော့ပါထွက်ပြေးသွားတဲ့ကိစ္စပါပဲ။ပြောရရင် passport တွေရောခီးဆောင်အိတ်တွေရောပတ်စံအိတ်တွေပါချမ်းပြီးဒီတိုင်းထွက်ပြေးသွားခဲ့တာပါ။နောက်ပိုင်းမှာသူအကြောင်းကိုလိုက်စုံစမ်းခဲ့ကြပါမယ်။လေစိတ်အနည်းတဝိုင်းအပြင်ဘယ်နေရာမှာမှမတွေ့ခဲ့ရပါဘူး။ဘာကြောင့်ဒီလူကအလန်တကြားထွက်ပြေးတာလဲ။ဘယ်ရောက်သွားတာလဲဆိုတဲ့ကိစ္စတွေကအခုထိစမ်းကြေစွာကြံရင်နေခဲ့တာလည်းဖြစ်ပါရင်။တယ်ရီပြပါမှု2016ခုနှစ်ဧပြီလ16ရက်နေ့မနက်ပိုင်းမှာ45ရင်းရွယ်ချန်းခါရင်နေပြတယ်ရီပြပါဟာတက္ကသိုလ်မြောက်ပိုင်းကဖျားကြောင်းတစ်ခုရဲ့မှာအသက်ဆုံးရှုံးခဲ့ရပါရင်။ သူမကမနက်9:00နာရီကျန်းခိုင်ရေးအတန်းကိုစတင်ဖို့နိုင်ပိုင်းအလုံးမှာလည်းဖြစ်ပါရင် CDB မှတ်တမ်းမှာတော့တန်တရားဖြစ်သူကိုရှင်းလင်းလင်းရိုက်ကူးမိခဲ့တာပါဒါပေမဲ့ဒီလိုကအကျန်းဖန်နေနေရဲဝဲစုံပြည့်ဝေထားတာကြောင့်ဘသူဘဝဆိုတာခွဲခြားလို့မရခဲ့ပါဘူးတကယ်တော့ဒီလိုကဖျားเจ้าတဲ့ကိုအရင်ရောက်လာပြီးကြိုးစောင့်နေခဲ့တာပါတယ်ရီရောက်လာချိန်မှာတော့သူ့အကျန်တိုင်းလှုပ်ရှားခဲ့ပုံရပါရင်တယ်ရီအလောင်းကိုတော့အစောဆုံးရောက်လာတဲ့အတန်းသားတစ်ယောက်ကတွေးခဲ့တာပါရဲရဲစစ်စစ်ကြည့်ချိန်မှာအညှိုးနဲ့လှုပ်သွားတယ်ဆိုတာကိုတွေ့လိုက်ရပါရင်ဘာဖြစ်လဲဆိုရင်တယ်ရီရဲ့ပစ္စည်းတွေတစ်ခုမှမပြောက်သွားလို့ပါပဲ ရဲတွေကလည်း CCTV မှတ်တမ်းကြောင့်ရဲအောင်ဆောင်ပြီးကျွလွန်သွားတဲ့ဒုစရိုက်သမားကိုရေကုန်ရေကန်းရှာဖွေခဲ့ကြပါတယ်။ဒါပေမဲ့တဲလွန်စားဘလို့မှရှာနိုင်ခဲ့ပင်တနေ့အကြော်မှာတော့အမှုကိုပိတ်ခဲ့လိုက်ရတာပါ။ Brian Yanten Shefer ပျောက်ဆုံးမှု2006ခုနှစ်မတ်လ31ရက်နေ့ညမှာ Ohio တက္ကသိုလ်ကစေချောင်းသား Brian Randan Shefer ဟာ Columbus မြို့မှာတငယ်ချင်းတွေနဲ့အတူနှွေချောင်းပေးရအဆောက်ကိုဆင်းရဲပြီးနောက်ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားခဲ့တာပါ။ ူကနောက်ဆုံးတေချာမြင်တွေ့ခဲ့ရတာကတော့မနက်2နာရီမထိုးခင်လေးမှာဖြစ်ပြီးဘားတစ်ခုရဲ့အပြင်ဘက်လုံခြုံရေးကင်မရာမှာမိန်းကလေးနှစ်ယောက်နဲ့စကားပြောနေတာတွေ့ရပြီးနောက်ကင်မရာအကွက်ကနေထွက်သွားခဲ့တာပါဒါပေမဲ့ကြေကြေပြင်းပြင်းရိုက်ကူးထားတဲ့ဗီဒီယိုမှတ်တမ်းတွေရှိခဲ့ပေမဲ့လည်းရှင်းရှင်းလင်းလင်းထွက်ပေါက်ရှိခဲ့ပေမဲ့ရှေဖာကိုနောက်ထပ်ဘယ်တော့မှမတွေ့ရတော့ပါဘူးအဲ့ဒီချိန်တုန်းကဘားကနေအပြင်ကိုလူသိရှင်ကြားထွက်လို့ရတဲ့တခြားနည်းလမ်းမရှိတာကြောင့်သူဟာလေထဲမှာပျောက်ကွယ်သွားသလိုမျိုးဖြစ်နေခဲ့တာပါရဲတွေကတော့ရှင်ဘာဟာ spiny face serial killer ရာဇဝဲမှုတစ်ခုရဲ့တားကောင်ဖြစ်ခဲ့ရတာမျိုးဒါမှမဟုတ် သူဟာအမေအသင်းနဲ့တနေရာရာမှာနေထိုင်နေတာမျိုးဖြစ်နိုင်တယ်ဆိုပြီးသုံးသပ်ထားခဲ့ပါတယ်။လောကဆန်းကျင်မှုနောက်တစ်ခုထပ်တိုးလာတာကတော့အိမ်ညာကသူနဲ့တူရှိခဲ့တဲ့တကယ်ချင်းတယောက်ကအလိန်ဖော်စစ်ဆေးမှုကိုခံယူဖို့ညှင်းဆုပ်ခဲ့တာပဲဖြစ်ပြီးဒါကလည်းတန်ရရီတိုးပွားစေခဲ့တာတော့အမှန်ပါပဲ။အဲ့ဒီအချိန်ကနေစပြီးရှယ်ဖာရဲ့တရင်အဆအနောင်ပြောင်းဆုံးသွားခဲ့ရတယ်အခုထိပဲဖြစ်ပါရင်။ Create မုံမှု1998ဖေဖော်ဝါရီလမှာ32နှစ်အရွယ်ကလေးနှစ်ယောက်ရဲ့မိခင် Create မုံဟာ အရီဇိုနာပြည်နယ်က Oasis Casino ကနေလူအများပြားနဲ့ထွက်ခွာလာတာကိုမြင်တွေ့ခဲ့ရပြီးအဲဒီထဲမှာကောင်းဝိုင်အုတ်ထုတ်ဆောင်လာတဲ့မျိုးသားတယောက်လည်းပါဝင်ခဲ့ပါတယ်ဒီအမျိုးသားဟာနောက်ပိုင်းမှာသူမဘာဖြစ်ခဲ့လဲဆိုတာကိုဖြေရှင်းဖို့တော့ချက်ဖြစ်လာခဲ့သူပါ။နိုင်နေငယ်ကြမှာဂျိမ်းမွန်ဟာအရီဇိုနာနီဗာရာနယ်စပ်အနီးကဝေးလံတဲ့တဲကန္တရာဒေသမှာအသက်ဆုံးရှုံးလျက်တွေ့ရှိခဲ့ရပြီးသူမရဲ့ရုပ်လောင်းကိုအပြာရောင်ဆောင်တဲ့ဖုံးထုတ်ထားတာပါ။ CCTV မှာတမ်းမှာတော့သူမဟာအဲ့အမျိုးသားနဲ့အတူထွက်ခွာသွားတာကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဒီအမျိုးသားဟာထိုးဆန်းစွာပျောက်ကွယ်သွားတယ်လို့သူ့ကိုတခါမှရှာမတွေ့တော့ပါဘူး။ တာဝန်ရှိသူတွေကတော့သူဟာဒီကြေကွဲဖွဲ့ရကိုဖော်ထုတ်နိုင်တဲ့အဓိကလေလို့ယုံကြည်ထားကြပါရင်ဒါပေမဲ့တဲလုံစသို့မဟုတ်ခိုင်မာတဲ့အထောက်အထားတစ်ခုမှမရှိရကြောင်းဒီအမှုဟာဒီနေ့အထိဖြေရှင်းမရပဲကျန်ရှိနေဆဲပဲဖြစ်ပါရင်မာရီလင်းဘာဂရွန်ပြောင်းဆုံးမှုနံပါတ်၄နေရာမှာတော့မာရီလင်းဘာဂရွန်ရဲ့အမှုကရှိနေပါရင်2018ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာ24နှစ်အရွယ်မာရီလင်းဟာကွေးပတ်မျိုးကသူ့အိမ်ကနေရိုးရိုးလေးလမ်းလျှောက်ထွက်သွားပြီးတဲ့နောက်ခြေရလက်ရမကျန်ပြောက်ကွယ်သွားခဲ့တာပါသူမကိုနောက်ဆုံးတေချာမင်းတွေးခဲ့ရတာကတော့ နိုင်ရင်လည်းငယ်ကြာကအိန္ဒိယဆက်မှာဖြစ်ပြီးအဲဒီမှာလုံခြုံရေးမှတ်တမ်းကဒုမပတ်စံထုတ်ဖို့စ조사နေတာကိုဖန်ယူမိခဲ့တာပါအဲဒီနောက်နိုင်ပေါင်း9နိုင်ဒီပါအကြမှာ coffee site တစ်ခုမှာဒုမကိုတွေးခဲ့ရပေမဲ့နောက်တော့ဒုမပြောက်ွယ်သွားခဲ့တာပါ on train ရောမှာထက်တွေးခဲ့ရတယ်ဆိုတဲ့သတင်းတချို့ရှိခဲ့ပေမဲ့တခုမှအတည်ပြုလို့မရခဲ့ပါဘူးဒီမှုကတော့စုံစမ်းစစ်ဆေးသူတွေကိုလုံးဝထိတ်လန့်စေခဲ့တာပါဒါပေမဲ့ဒုမရဲ့မိသားစုကတော့ရာဇဝဲမှုကျူးလွန်ခံရတာလို့ယုံကြည်ထားကြပါတယ် ဒမပြောက်ွယ်မသွားခင်လေးမှာမာရီလင်းဟာမွန်ထရီယယ်ကနေကွေးဘက်မြို့ကိုပြန်ပြောင်းလာခဲ့ပြီးမွန်ထရီယယ်မှာကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကြုံခဲ့ရပြီးနောက်စိတ်မလုံခြုံဘူးလို့ပြောခဲ့တာပါကွေးဘက်မြို့ရဲတပ်ဖွဲ့ကဒီမိုကိုဖွင့်ထားဆဲဖြစ်ပေမဲ့ဒမရဲ့မိသားစုကတော့စုံစမ်းစစ်ဆေးမှုကိုမွန်ထရီယယ်ရဲတပ်ဖွဲ့ဒါမှမဟုတ်ပြည်내ရဲတပ်ဖွဲ့စီလွှဲပြောင်းပေးဖို့တောင်းဆိုနေကြပြီးသူတို့ကပုံမတိုးတက်မှုရှိလာနိုင်တယ်လို့ယုံကြည်ထားကြတာပါဒါပေမဲ့လည်းဒီကိစ္စကဖြစ်မလာခဲ့ပေမဲ့မာရီလင်းရဲ့အမှုလည်းစံမျောင်းကြီးအနေနဲ့ချိန်ရင်ခဲ့ရပါတယ်ဘယ်ရီနဲ့ဟန်ရင်ရှာမန်တို့အမှု ဒီစင်းရဲ့နံပါတ်10နေရာမှာတော့ Berry နဲ့ Honey Sharman တို့အမှုကပါဝင်ပါရင်2019ခုနှစ်ဒီဇင်ဘာလမှာကနေဒါဘီလန်နာတွေဖြစ်တဲ့ဒီစုံတဲ့အသင်းဆုံးမှုဟာကမ္ဘာကြီးကမယုံနိုင်ဖြစ်စေခဲ့တာပါတော်ရွန်တိုမြို့မှာရှိတဲ့သူတို့ရဲ့ကြီးမားခန်းထားတဲ့အင်ဂျီတဲမှာတွေ့ရှိခဲ့ရပြီးဒီဇနီးမောင်နှံဟာထိတ်လန့်စရာကောင်းပြီးလှုပ်ဝက်ဆန်းကျတဲ့နီးလန်းနဲ့အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါရင်သူတို့ရဲ့ရုံလောင်းတွေကိုအိမ်တွင်းရေကူးကန်ပေးမှထူးခြားဆန်းပြတဲ့ထိုင်တဲ့ပုံစံနဲ့တွေ့ခဲ့ရတာပါ ဒီအမှုကိုပိုပြီးရှုံထွေးစေတာကတော့သူတို့တေဆုံးမှုဖြစ်ခင်ရပ်ပိုင်းအလိုကရိုက်ကူးမိခဲ့တဲ့စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့လုံခြုံရေးဗီဒီယိုမှတ်တမ်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုထဲမှာသူတို့အိမ်သားကလူသွားလမ်းပေါ်ရှောင်းနေတဲ့မတင်ကားစရာလူတယောက်ကိုတွေ့ရပြီးဒီအချိန်ဟာအခင်းဖြစ်ပွားခဲ့တဲ့အချိန်လို့ယုံကြည်ထားတဲ့အချိန်ပဲဖြစ်ပါတယ်။ဒီမတင်ကားသူကဒီရက်ွက်အထဲကိုဘာကြောင့်ရောက်နေတာလဲဆိုတာမသိရပေမဲ့သူရဲ့လှုပ်ရှားပုံကတန်တရားဖြစ်စရာကောင်းလွန်ခဲ့ပါတယ်။ကျင်းခဲ့တဲ့ရှာမန်မီတာစုကဒီအမှုအတွက်သတင်းပေးနိုင်တဲ့သူကိုဒေါ်လာ35တန်းဆုချမယ်လို့ကြေညာခဲ့ပေမဲ့သတင်းပေးစီလေးတောင်ထွက်မလာခဲ့တဲ့အမှုတစ်ခုလည်းဖြစ်ခဲ့ရပါတယ်။ UFO အကြောင်းနံပါတ်9ကတော့ UFO အကြောင်းပါပဲ2009နှစ်ကနိုဝင်ဘာ10ရက်နေ့မှာ USS Princeton Fighter Jet ကစင်ဒီယေဂိုကမ်းလွန်မိုင်းတရာခန့်အကွာမှာအမျိုးအမည်မသိတဲ့လေယာဉ်ပြန်တစ်ခုကိုတရီထားမိခဲ့ပါတယ် ီမတန်ရေနှစ်ပတ်လိုကလေးကဒီသင်းမောအဖွဲသားတွေဟာပေ8000လောက်အမြင့်ကနေပစိဖိတ်သမုဒ္ဒရာတွေကိုအရှိန်မြန်မြန်ဆင်းလာတဲ့အရင်စည်းကိုတွေ့လို့ခြေရာလိုက်ခံနေခြင်းလည်းဖြစ်ပါတယ်။တန်မိုဒေးဗစ်ဖရာဘွားနဲ့ဒုတိယတန်မိုဂျင်းစလိုက်တို့ကတိုင်းလိုင်းရင်နဲ့ဆင်းတဲ့တွားရောက်ကြည့်ရှုခဲ့ကြပြီးသူတို့ရောက်သွားတဲ့အခါအစာပိုင်းမှာရေလိုင်းထားနေတယ်ထင်ရပေမဲ့ရေမင်းတစ်ပြင်အောက်နည်းနည်းလေးမှဘဲဥပုံတံတန်းတစ်ခုကိုတွေ့ခဲ့ရပါတယ်။ဒီနောက်မှာတော့ရေပေါ်မှာအဖြစ်အောင်ဘဲဥပုံအရာဝတ္ထုတစ်ခုပေါ်လာခဲ့ပေမဲ့ဒီရင်ကလုံးလုံးချောချောပုံစံမျိုးဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာတိုင်းလေရင်တွေပေါ်မှာအနေအောက်ရောင်ကြီးအာယုံခံကိရိယာတွေကလည်းအချက်ပြတာတွေမရှိခဲ့ပါဘူးတံမိုးနဲ့ဒုတိယတံမိုးတို့ဟာဒီထိုးဆန်းတဲ့အနေအမြန်ကိုတားဆီးဖို့ကြိုးစားခဲ့ကြပေမဲ့အရန်မြန်မြန်ပြန်ထွက်သွားတဲ့ဒီရင်ကမိုင်60အကွာမှာပြန်ပေါ်လာပါတယ်ဒါပေမဲ့ဒီရင်မြန်ရဲ့အချိန်ကအတန်ထက်သုံးဆမြန်ပြီးဖိုက်တာဂျက်တွေထက်နှစ်ဆလောက်ပိုမြန်နေတာပါနောက်တော့ဘလို့မှချေရခံလို့မရပဲလုံးဝပျောက်ကွယ်သွားပါတယ်ဒါဟာပါလဲဆိုတာကိုအတိအကျမသိရပေမဲ့လူသားတွေရဲ့လက်ရှိနေပညာစွမ်းရည်တွေထက်ကျော်လွန်နေတာတော့သိချာနေခဲ့ပါတယ်ဟက်တလန်အလင်းတန်းများ 1980ပြည်လုံးနေ့တုန်းကနော်ဝေနိုင်ငံဟန်တလန်ဂျိုင်ဝမ်တဝိုက်မှာထူးဆန်းတဲ့ညာအလင်းနဲ့နေထွက်ပေါ်တာကိုလူအများအပြားတွေ့ခဲ့ရပါတယ်။အဲဒီလင်းရောင်တွေကတင်းရဲနေရတဲ့ပေါ်လာတာမဟုတ်ပါဘူး။ဆယ်စုနှစ်ကြာညာတိုင်းလိုလိုပေါ်နေခဲ့တာပါ။အဲဒီအတွက်အစိုးရတာဝန်ရှိသူတွေကဟန်တလန် project ဆိုပြီးဒီအကြောင်းကိုစူးစမ်းလေ့လာတာတွေတောင်ရှိခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်ဒီအလင်းတန်းတွေပေါ်လာရလဲဆိုတဲ့ကိစ္စကိုတော့တိတိကျကျမဖော်ထုတ်နိုင်ခဲ့ပါဘူး။အဲဒါကြောင့်ဒီကိစ္စကဂျူသားရည်နဲ့ပတ်သက်နိုင်တယ်ဆိုတဲ့ထင်မြင်ချက်တွေနဲ့အငင်းခုန်ဖြစ်ခဲ့ရပါကြောင်းဝေမျှလိုက်ရင်ဒီအစင်းလေးကိုညီကုန်းချုပ်လိုက်ရပါရင် အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ